ဝိပတိရှိတယ်လို့တမ္ပတိကလည်းအဲ့ဒါနဲ့ပြောင်းပြန်ကြည့်ရမှာဝိပတိဆိုတဲ့စကလုံးကိုတမ္ပတိဆိုတဲ့စကလုံးနဲ့လဲလိုက်ရုံပဲကာလတမ္ပတိအချိန်ကောင်းအခါကောင်းဂတိတမ္ပတိဘဝကောင်းဥပရိတမ္ပတိရှုံးစင်းအင်္ဂါလပ်ပါတယ်ရှုံးစင်းအင်္ဂါလပ်ပါလို့ရှိရင်သူကကောင်းစားနိုင်တယ်ဘယောကတမ္ပတိစူးစမ်းအထုပ်မှုတွေနဲ့ပြည့်စုံတယ်ကောင်းစားနိုင်တမ္ပတိတရား၄ပါးနဲ့ပြည့်စုံလို့ရှိရင် ကုသိုလ်ကအကျိုးပေးတယ်။တမတိ၄ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်သူကအကုသိုလ်ကိုတားထားနိုင်တယ်လို့သူဆိုတယ်။အဲ့တော့လောကမှာဘဝမှာအစဉ်ပြေမှုမပြေမှုဆိုတဲ့နေရာမှာကံဟုမူလသံဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှိမန္တိဆရာတော်ကြီးကမကားရီဝါမှာရေးထားတာကံလို့ခေါ်တာဟာတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ပြောတာပါဥစ္စာဘောကပညာရဖို့အတွက် ဒေါနဝီရိယနဲ့သဆိုင်နဲ့တိပညာနဲ့သဆိုင်လူတယောက်ကြီးกว่าဟုတ်ကြကံနဲ့ကြီးပဲမဆိုင်ဘူးတဲ့ပညာနဲ့ဒေါနဝီရိယနဲ့ကြိုးစားအထောက်အကူဒါကြောင့်မို့ပညာသင်ကြရတယ်တတ်ထားတဲ့ပညာနဲ့ကြိုးစားအထောက်အကူအဲ့ဒါလို့လုံးလို့ရှိရင်ဘဝမှာကြီးกว่าတွေ့တဲ့